မင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ပြောပြချင်တဲ့ကြာရကတော့မိုးပြင်းနဲ့ကင်းပြင်းနဲ့အစမှရှိတဲ့ပန်ရကြေးရနေအိစသည်เจ้าကိုစစ်တပ်ကလျင်ဖြစ်ဘုံကျင်မှု ခလင်းငယ်အပါဝင် လေးဦးတည်ဆုံတဲ့အကြောင်းကိုကျွန်တော်ဒီနေ့စိတ်မကောင်းစားနဲ့ပဲနည်းနည်းလေးပြောပြချင်တာပေါ့နော်ဒါကတော့ခစ်တင်မီဒီယာရဲ့ပေါ်ပြချက်မှကျွန်တော်ပြန်ပြီးတော့ပေါ်ပြပေးသွားပါမယ် ဘယ်လိုရေးထားသလဲဆိုတော့မွန်ပြည်နယ်ကြက်မြော်မြို့နယ်နဲ့ကိုကရိတ်မြို့နယ်အစပန်ရကျေးရွာစီကလေးများကိုစာတင်ကြပေးနေသည့်နေအိမ်စာတင်ကြောင်းကိုအကြံဖက်စစ်တပ်ကလေးရီဖြစ်ဘုံကျဲကြခဲ့ရာကလေးငယ်အပါအဝင်လေးဦးတည်ဆောင်းသွားကြောင်းဒေသခံပြည်သူများကဟိုပြောဆိုထားတာပေါ့နော်ဒီကနေ့ဇွန်လ9ရက်နေ့မိုးလွယ်တဲ့နေ့ချင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြံဖက်စစ်တပ်ဘက်ကပန်ရကြေးရအတွင်းစီနေအစတိကြောင်းများကိုလင်းရင်ဖြစ်ဘုံတုံးလုံးကြေချခဲ့ကြောင်းခလင်းငယ်တူအမျိုးသားတူနှစ်အမျိုးသမီးနှစ်ဦးစုစုပေါင်းလေးဦးတည်ဆောက်ရအများပြန်ထိခတ်တရရရှိတယ်လို့ပဲပြည်သူများကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့နေတော့ကလည်းဘုံကျဲဆက်မရှိတော့ပြည်သူအိမ်ပဲကျဲတော့လဲပြည်သူပဲဒုက္ခရောက်တာပေါ့ပြည်သူပဲ တည်ချင်တရားရကြပါတယ်ဒီပုံတချို့တော့ကျွန်တော်ထပ်ပေးလိုက်မယ်ဒါပေမဲ့တခြားသောပုံတို့ထည့်လို့မရတဲ့အတွက်ကျွန်တော် YouTube ရဲ့ social media နဲ့မကန့်ညီရတဲ့ကျွန်တော်မထပ်ပေးတော့ပါဘူးเนาะကိုထူခုထားအကြောင်းတွေပါပြောမယ်ဆိုတော့အဆူရအကြောင်းလည်းမဟုတ်ဘူး UNG အကြောင်းလည်းမဟုတ်ဘူးဒီ setup ကအကြောင်းလည်းမဟုတ်ပါဘူးကလေးငယ်တွေကစာတင်ခြင်းတယ် စာတင်ရမယ့်အရွယ်မှာစာတင်ရမယ့်အချိန်ဖြစ်တဲ့အတွက်ကလေးတွေကတော့ကြောင်တက်ချင်တယ်ဒီချိန်မှာကြောင်တက်ရတဲ့အချိန်ဖြစ်တဲ့အတွက်ကလေးကတော့ဆောင်စာတင်ချင်ပါပဲလေဒီကြောင်ကတော့မော်ပြင်းနဲ့မော်ပြင်းနဲ့လက်တီကင်းပြင်းနဲ့ကရိတ်နဲ့စာမှာရှိတဲ့ခြေရွာတွေကစစ်ကောင်တွေကလာပြီးတော့ပုံချက်သွားတယ်ကိုတူကိုတက်ကြောင်ဖြစ်တဲ့အတွက်လွန်ခဲ့တဲ့ဆယ်ရက်ကစာတင်ကြောင်မှာပဲစာတင်တယ်မှာဒါပေမဲ့လီကြောက်လို့နင်းအိတ်ကိုဆွတ်ပြီးစာတင်နေတော့လီရင်နဲ့ဘုံလာကျဲပြီးဒီ စာတင်တဲ့အိတ်ကိုပဲတက်တက်လာကြကြပါတော့ဒေတာခန့်တွေကလည်းပြောကြတယ်ပေါ့ပြောမှဆိုရင်ဒါတက်တက်ဒီစိတ်ကောင်းစီကဟိုသူတို့ရေချစ်စစ်စစ်နဲ့ဒါဒီလူမှုကလေးတွေကိုသူကနေနဲ့လာကျဲတယ်ပေါ့နော်လက်စိတ်အချိန်မှာပြောမှဆိုရင်ဒဏ်ရာရတဲ့ဆင်းရဲမှာစုစုပေါင်းကလေးငယ်နဲ့လူကြီးအပါအဝင်ဒဏ်ရာရသူစုစုပေါင်းဦးရဲ့ 35ဘဝထက်စိနိုင်ကြောင်းထံရသူများကဆေးရုံတင်ဖို့ကုသနေရတယ်လို့ပဲပြောတာပေါ့နော်အကြံဖက်စစ်တပ်၏ဘုံကျဲတိုက်ခတ်မှုကြောင့်နေသုံးလုံးထိခတ်ဖြစ်စီသွားတယ်လို့ပဲပြည်သူတွေကပြောတယ်ပေါ့နော်ပြောမယ်ဆိုတော့အစကဒီစကိုင်းတိုင်းမှာဆိုရင်တော့ခဏခဏဘုံနဲ့ကျဲပါတယ်ဟိုအရန်ကဝိုင်းနေစရာကောင်းတော့ပေါ့နော်အခုကြည့်ရခလေးငယ်ပုံတွေမှကျွန်တော်ဒီဆိုဆယ်မီဒီယာနဲ့မကဲညီတော့သူတို့ကမတင်ပြတာပါဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့ social media ကအခွန်ပေးပြီးတော့ဒီ license ပေးပြီးတော့လုပ်တဲ့ social media မဟုတ်တဲ့အတွက်ဟိုပုံတင်လို့မရဘူးဗောနော်ဒါမဲ့ပုံချို့တော့ကျွန်တော်ထပ်ပေးလိုက်မယ်ကျွန်တော်ထပ်ပေးလိုက်တယ်ဗောနော်အရင်ကလည်း one နဲ့ဆရာကောင်းတော့ဗောနော်ခလေးငယ်ကြီးမကောင်းညီမကောင်းဟိုဖြစ်တယ်ဗောဒီလိုခလေးတနည်းနည်းနည်းအရွယ်တွေဟာစစ်ကောင်စီကိုတော်လန်ပါလို့ပြောပါတော့လဲစစ်ကောင်စီကိုဘယ်လိုတော်လန်ရမှန်းမသိဘူးဖြစ်နေတဲ့ခလေးတွေ သူတို့ဒီဒီချန်မှာဘာမှမသိဘူးဟောဒါမစစ်ကောင်ကြီးကဘုံနဲ့လာကျဲသွားတယ်ဆိုတော့တော်လေးဝန်နေစကောင်းတယ်လို့ပဲပြောစီပါတယ်ဝန်နေလဲဝန်နေမိတယ်ဘောနော်ဒါတော့ဒီဒီပြင်နေတဲ့ဟိုဒီပြင်နေချက်မျိုးမုန်းနေဆိုတော့ကော်ပိုရိတ်နေစဖြစ်တယ်ဘောနော်မစစ်ကောင်စီနဲ့ဘုံလာကျဲတဲ့အတွက်ပြည်သူတွေတကယ်တည်ဆုံးမှုရှိတယ်လို့ပဲဒီဘောတည်အရင်မေးကပြောထားတာရှိပါတယ်ဘောနော်ညာဝန်နေမိပါတယ် ဝန်လည်းဝန်လည်းမိအမှတ်ပါပဲခင်ဗျာနောက်ထပ်အကြောင်းအရာခုကတော့တော်တော်လေးနာမည်ကြီးရဘောဒီတနေ့ကတော့ဒီစစ်ကောင်စီရဲ့ဘိုလ်ချုပ်ချိုးထွန်းအောင်ချိုးထွန်းအောင်ဒီဆုံးတဲ့မှုဟာလောက်ကျန်ခံရတဲ့ခံများဟာတဲ့အသက်6နှစ်အရွယ်ကလေးကိုပါစစ်ကောင်စီကဖမ်းဆီးတဲ့အတင်းကိုနိုင်ငံတကာထိတ်တန့်တဲ့ဒီကပါကြောညာတာကိုကျွန်တော်တို့တွေ့ရပါတယ် ဒါတော့ DV နဲ့ရန်ကုန်ခေတ်တဲ့တခြားသောတပ်နေထမ်းမှာပေါ်ပြတာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်ဒီတဲ့ဟိုထိုက်တန်တဲ့တဲ့ဟို CNN တို့တခြားသောဒီနာမည်ကြီးတဲ့တွေကလည်းပေါ်ပြထားပေါ့နော်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မေလ22ရက်နေ့အကြိမ်အငိမ့်စားဖို့ဘုံမှုချုပ်ချုံထောအောင်တိုက်ခတ်ရ၍တေဇော်မှုတွေလောက်ကြပါဝင်သူတရားခံများဟုဆိုတာ အသက်6နှစ်အရွယ်ကလေးငယ်ကိုစစ်တပ်ကဖမ်းဆီးမှုပေါ်နိုင်ငံတကာတည်ထောင်နာများကထိတ်တဲ့တည်အရင်မြက်ကလည်းဟိုကြည်ကျဲပဲဖော်ပြထားတာတွေ့ရပါတယ်ဘယ်လိုနိုင်ဘယ်လိုတည်မှာဖော်ပြထားလဲဆိုတော့နိုင်ငံတကာတည်တက်လက်မဖြစ်ကြတဲ့ writer AB ABS တည်ထောင်နာเนี่ยဒါဒီစစ်ကောင်စီကလောက်ရသူတို့ကန့်ကွက်တယ်ပေါ့အသက်6နှစ်အရွယ်ကလေးငယ်ကိုစစ်ကောင်စီကတရားခံစည်းရင်းတွေထက်သေးဖမ်းဆီးခြင်းကိုဒီနေ့မှာပဲ တင်းဖော်ပြခဲ့ကြပြီးတော့သူတင်းများကိုနိုင်ငံတကာတင်းများကထိတ်တန့်အဖြစ်ပြက်နဲ့ဖော်ပြတာကိုလည်းတွေ့ရတာပေါ့နော်ပြောမယ်ဆိုခလေး၆နှစ်ပြည့်ခလေးစကောင်းနေဖိုင်းနေဆိုတော့ကအော်ဒီလိုငယ်မလို့ရင်းဟာအတိတ်ပဲမဲ့တယ်ဘောမမီဒီယာအများစုပြောတယ်ပေါ့အတိတ်ပဲမဲ့တယ်ပေါ့အော်အဲ့တော့လူရင်းဟာရဲ့လူစက်တဲ့ကအဲ့ဒါပို့ချို့ကျွန်တော်ထက်ကျွန်တော်ထက်